ပရီးမီးယားလိရဲ့ပွဲစဉ်15ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ Wolverhampton တင်းနဲ့ Manchester United တို့ရဲ့ပွဲစဉ်တော့ဒီနေ့ည9:00နာရီခွဲမှာခံမှာဖြစ်ပါတယ်။တင်းလာနေညအင်္ဂါနေ့မနက်9:00နာရီခွဲပေါ့နော်။အဲဒီအချိန်မှာကျွန်တော် United အသင်းနေနဲ့ Wolverhampton အသင်းကိုဝေးခွင့်မှာတော်ရချင်းမြန်ကစားမှာဖြစ်ပြီးတော့မှ United အသင်းရဲ့ဇာမားတချို့မပါဝင်သေးဘူးပေါ့နော်လက်ရှိနေထားမှာတော့မကွိုင်းအားနဲ့ကုညာ sorry မကွိုင်းအားနဲ့ Cisco မပါဝင်နေသေးတာကတေချာတော့ဖြစ်နေရယ်ဆိုမြက်တခြားဇာသမားတွေတော့တိတ်ပြောမရှိဘူးနော်ဒီလစ်တော့ပြန်ပါလာမယ်သဘောရှိပါတယ်ပြီးရင်ကျွန်တော် ရန်တဲ့တင်နေနေဗျာဘူဘာဟန်တဲ့အင်းကိုကျွန်တော်တို့ငါဝဲကစားတဲ့အချိန်မှာ၄ဝဲတော့နိုင်ရရှိထားတယ်ဒါပေမဲ့ကိုပြေနိုင်ရရှိတာနေထားတယ်မဟုတ်ဘူးကျွန်တော်ယူနိုက်တက်တင်နေနေနောက်ဆုံးလက်ရှိမှာကစားထားတဲ့ငါးပွဲမှာဆိုရင်လည်းကျွန်တော်တို့ကအချုံးနဲ့တရီအနိုင်အတပွဲလောက်ပဲရှိသေးတာဆိုတော့ကျွန်တော်တို့ယူနိုက်တက်အနေနဲ့ဒီနေ့ပွဲမှာရောပေါ်ဆောင်သွားနိုင်အောင်မလားဘူဘာဟန်တဲ့အင်းကလက်ရှိမှာအဆင့်နစေအောက်ဆုံးအသင်းများနိုင်ပွဲတစ်ပွဲမှမရရှိရတဲ့အသင်းကိုအဝေးကွင်းမှာကျွန်တော်မန်ချက်စတာယူနိုက်တက်ကသွားရောက်ရှင်းမြိုင်ကစားရမှာ ဥပါဒဏ်အသင်းကလည်းလက်ရှိမှာတပွဲမှာနိုင်ရမရရှိထားတဲ့အသင်းကိုကျွန်တော် United တို့ပေါ့နော်အနိုင်ရရှိအောင်စွမ်းဆောင်သွားနိုင်မလားဆိုတော့ဒီနေ့ညမှာစောင့်ကြည့်ရမယ်ကျွန်တော်နေ့စနစ်ပိုင်းနေရတော့ရန်တကာကောင်းကောင်းကောင်းလိမ့်မယ်ပေါ့နော်ဥပါဒဏ်အသင်းကလက်ရှိနေထားမှာရှေ့ပြတ်နေတဲ့နေထားဆိုတော့ကျွန်တော် United တို့ဘယ်လောက်ထိစွမ်းဆောင်ကုန်ပြတ်သားသွားနိုင်အောင်မလဲဝါရန်အသင်းကတော့ကျွန်တော်တို့ ဂျုံမဲ့ဘောနော်တန်ဆင်းဆောင်ဝမ်းနေဂျုံဖို့အတွက်တတော်တော့အားဆိုင်လာမဲ့သဘောရှိတယ်ဒါပေမဲ့ United တို့ဘလောက်တုံ့ပြန်သွားနိုင်မလဲ Manchester United သင်ဆိုတဲ့အနေထားကြီးကနေပြောပေါ့နော်ကျွန်တော်တို့ဘလောက်ထိများကျွန်တော်တို့ဒီကောင်းကောင်းမွန်သပြန်လာနိုင်မလဲပေါ့ပြီးရင်ကျွန်တော် United အနေနဲ့ကဒီနေ့ပွဲကိုအနိုင်ရရှိခဲ့မယ်ဆိုရင်လက်ရှိမှာ22မှတ်ဆိုတော့25မှတ်ရမယ်အဆင့်5ပေါ့နော်အဆင့်5က Chelsea နဲ့ကျွန်တော်တို့တွေကအမှတ်2ဘုကွာချာချင်တဲ့ကျွန်တော်တို့ကအဆင့်6မှာရောက်နေမယ် အဆင့်လေးကိုမိုးတော့ရာခိုင်နှုန်းနေများနေသေးတယ်ဗောနော်ကျွန်တော်တို့လက်ရှိနေထားရနေထားတစ်ခုရဒါပေမဲ့ကျွန်တော်ပြောသလိုပဲဒီကျွန်တော်တို့နိုင်မယ်နိုင်မယ်ဆိုထင်ထားတယ်ကျွန်တော်တို့နောက်ဆုံးပွဲစဉ်ဖြစ်ပြီဆို United တို့ကနိုင်မှုတော်တော်ယုံကဲ့နေရနေထားရအဆင်မပြေနေဘူးလုံခဲ့တဲ့ပွဲမှာဆိုလဲကျွန်တော်တို့အနိုင်မှန်းထားတယ်မရလာဘူးဗျာတည့်မလားလုံးဝကောင်းတယ်နေသားတစ်ခုတော့ကောင်းတယ်ဒါပေမဲ့အနိုင်ရရှိဖို့ဒီမလုံလောက်ခဲ့တဲ့နေသားတွေဖြစ်လာတယ်လက်ရှိမှာလဲကျွန်တော် အခုပေါ့နော်ဟိုဘာတန်တို့တော့ရောက်ချင်းမြန်ကစားမယ်အဝေးကွင်းလည်းဖြစ်တယ်ပြီးရင်တတိယဂျာစီကိုဝတ်မယ်ဆိုတော့လက်ရှိမှာတတိယဂျာစီဝတ်ထားတဲ့ပွဲစဉ်နိုင်ငံနိုင်ရရှိတာမရှိသေးဘူးသိရမလားအဲ့တော့ဒီနေ့ပွဲမှာကျွန်တော်ဘလိုတွေလာမလဲပေါ့နိုင်ရရှိဖို့လိုအပ်တယ်နော်မလိုအဲ့လိုမျိုးမလိုအပ်ရင်ကျွန်တော်တွေကနောက်ထပ်နောက်ထပ်နောက်ထပ်အမှတ်တွေပြတ်ကုန်မှာဒီနေ့ပွဲကိုအနိုင်ရရှိမှသာလျှင်ကျွန်တော်တို့ဒီပေါ့နော်ဒီနှစ်မှာမျှော်လင့်ထားတဲ့အဆင့်လေးကျွန်တော်ရှံမြန်လေးဝင်ဝင်ရဖို့အတွက်စူးစမ်းထားသမျှကဒီနေ့ညရဲ့ အဆုံးဖြတ်ဖြစ်နိုင်တဲ့ရာဂိုင်းတော့များတယ်ဘောနော်ဒီနေ့ပွဲကတကယ်လို့မနိုင်ဘူးဆိုရင်တော်တော်ကြီးကိုခဲရင်သွားမှာပေါ့ဗျာရောက်ဖို့နေထားရေတော်တော်ကြီးခဲရင်သွားမှာအမှတ်ပြတ်တယ်ဆိုတာတော့ချန်ပီယံဖြစ်ဖို့ပြောမှာဘောနော်အဆင်လေးဝင်ဖို့အတွက်ကိုတော်တော်ကြိုးစားယူရမနေထားရေဖြစ်တယ်ကျွန်တော်ညီကိုတို့နေနေတော့ဒီနေ့ညမှာ United အသင်းကိုအပိမလာနနိုင်ခွဲမှာလာရောအပိမလာဆိုတော့ကွန်မတ်ချက်ရေးခဲ့ပြလို့ရပါတယ်ကျွန်တော်ရဲ့ United Speaker channel လေးကိုလည်း subscribe လုပ်သားပြလို့မြေတားရခင်ဗျာအခြေစအများကြီးတင်ပါတယ်ယူနိုက်တက်စပီကာပါယူမန်ချက်စတာနဲ့လည်းပတ်သက်တဲ့သတင်းတချို့တင်ဆက်ပေးနေရဖြစ်ပါတယ်ခင်ဗျာ